အလုံးမဲမင်္ဂလာပါဗျာကုတခမာတော့ရန်ကုန်မြို့လေကောင်ဟိုတယ်မှာဖြစ်သွားတဲ့ဖြစ်ရဲ့เจ้าหนุ่ยมายินจีเหลิมมาติญยะเมลูပြောလာတဲ့ဒေါက်တာခေခင်ကျော်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆို ုက်ပါတယ်ဗျာကဲမြန်မာပြည်ကလူကြီးတွေမိဘတွေကြောင်းဆရာတွေအစိုးရတွေဘယ်လိုလုပ်ကြမလဲ18တာ18နှစ်သားလေးတွေကဒုစရိုက်တွေကျူးလင်နေတာရဲရဲဆက်ဆက်လူတတ်တယ်နော်ရည်ရွယ်ချက်နဲ့တတ်တယ်ဒါမဟုတ်တာတွေနော် psychopath လို့ခေါ်တယ် psychopath ဆိုတာ သူကလိုငွေရပါသူတို့ပုံစံကိုကဟိုပြင်းတတ်တယ်သူတို့သူတို့ကိုသူတို့လည်းအရန်အထင်ကြီးတတ်တယ်တခုခုသူတို့လှုပ်ချင်နေတယ်အဲ့ဓာတွေ psychopath personality တွေရှိရင်မိဘတွေကသတိထားရမှာဒီဟာတွေက online ပေါ်မှာအခုဆိုရင် internet တွေပေါ်လာတယ်เนาะအဲ့တော့ဟိုမကြည့်တင်တာတွေခလေးတွေမကြည့်တင်တာတွေကြည့်တယ် နော်အဲ့ဒါကိုမိဖကလည်းမကြည့်ဘူးမိဖကလည်းကလေးတွေ game တွေကစားနေလားတားဆီးရမယ်နော်ကြက်မှတ်ရမယ်ကလေးတွေအင်တာနက်ဘာတွေကြည့်နေလဲကိုကလေးကဘာကြည့်နေလဲသိရမယ်မမတော်တရားဓာတ်တွေကြည့်နေလားเนาะကိုကလေးကဒီ game addict ပေါ့ဆွဲလန်းနေလား sex addict ပေါ့လိင်ကိစ္စကိုတအားခါတဲ့ စူဆန်းပြီးတော့လှုပ်ချင်နေတာလားနည်းနည်းတတိထားရမယ်ထိန်းရမယ်နော်အရန်အရေးကြီးလာပြီမြမပြည်ကတအားပြက်စီကုန်ပြီနော်ဗုဒ္ဓဘာသာအခြေခံနေကျောင်းနေမှာတင်ရတော့မယ်ငါဘတီလာသူများအသက်ကိုမတက်ရနော်အာကာမအာဖြင့်သူများတသမိနော်မစော်ကားရနော်တော့အဒီဟာရီယာငါးပါးတီလာအခြေခံအရန်အရေးကြီးတယ်ကျောင်းနေမှာတင်ကိုတင်ရတော့မယ် နော်ဗုဒ္ဓဘာသာအခြေခံနေ moral values တွေသင်ကျမဆိုလို့ရှိရင်ကျောင်းကသင်တာမဟုတ်ဘူးအမေတွေကလည်းသင်တာမဟုတ်ဘူးနော်အမေတွေကလည်းကိုယ်အင်္ဂလိပ်ကျောင်းမဲ့အင်္ဂလိပ်စာပဲတက်စီခြင်းနဲ့သူတို့ကိုနိုင်ကလည်းအင်္ဂလိပ်ကျောင်းနေတက်ပြီးတော့အင်္ဂလိပ်စာပဲအထင်ကြီးနေတော့ဒါပေမဲ့တော်သေးတယ်လမ်းထဲကကိုကျောင်းမတက်ခင်လမ်းထဲကဆရာလေးကျောင်းဗုဒ္ဓဘာသာသင်ပေးတယ်အဲ့ဒီကျောင်းကိုတက်ခိုင်းလိုက်တော့အဲ့ဒီမှာ၃လေးနှစ်သမီးလေး တင်ခဲ့တာဩကာသကျဲ့ရတယ်နော်ဟိုငါးပါးတီလကျဲ့ရတယ်ငါးပါးတီလနော်သူ့အသက်ကိုမတက်ရနော်အဲသူသူပစ္စည်းမခိုးရနော်အဲ့ဒါမျိုးကိုကျက်ခဲ့တာတစ်သက်လုံးခုရက်တိဒီအသက်၄၅နှစ်၃နှစ်သမီးကကျက်ခဲ့တဲ့နော်ငါးပါးတီလအခြေခံလေးကဘလောက်ကိုကဆွဲသွားလဲဆိုလိမ်လဲမလိမ်ဘူးခိုးလဲမခိုးဟာသူများသားများလဲမဖြည့်စီဘူးနော်ဒီနောက်ပြီးလို့ရှိရင် မတက်ဘူးတက်ဖို့ဆိုတော့ဝေလာဝေ သူများထိကိုင်းနေနာအောင်တော့မလုတ်ဘူးမပြောဘူးဒါမျိုးကအရန်အရေးကြီးတယ်ကြောင်းနေမှာတင်ဖို့တင်ပြီเนาะကြောင်းနေမှာတင်ဖို့တင်ပြီးပြီးရင်ကလေးတွေကိုလုံးဝ internet တို့ဒီ social media social media เนาะ facebook တို့ဘာလို့မပေးရအောင်เนาะ73နှစ်ကျော်မှမိဘနဲ့တွဲပြီးပေးသုံးမယ်ဆိုရင်တောင်မှเจ้าနေမှာအကုန်လုံးတင်ပေးရမယ်ဒီ social media ရဲ့ဆိုဂျိုတွေကောင်းဂျိုတွေအကုန်တင်ပေးရတော့မယ်เนาะအဲ့ဒါတွေအရေးကြီးပါတယ်เนาะအဲ့တော့เจ้าနေမှာတင်မှာဗုဒ္ဓဘာသာသင်ကန်းစာ moral value ပါဘာဗုဒ္ဓဘာသာဘာသာရေးမဟုတ်ဘူး moral value เนาะကိုယ်တာသမီးတွေလူတွေဟာ ပညာတက်ဖို့အရေးကြီးသလားပတ်စံရှာဖို့အရေးကြီးသလားအရေးကြီးဆုံးက moral ရှိတဲ့တိလရှိတဲ့ပုံကိုများဖြစ်ဖို့နံပါတ်1အရေးကြီးပါတယ်။ပတ်ဝန်းကျင်ကိုနော်ထိခိုက်အောင်မလုပ်တဲ့လူများဖြစ်ဖို့နံပါတ်1အရေးကြီးပါတယ်။ပြီးမှအတန်းပညာတွေတက်ပြီးလို့ရှိရင်ပြီးမှငွေရှာဖို့အရေးကြီးပါတယ်နော်။ပြီးတော့မှ နော်အိမ်တောင်သားငွေပြုတ်ပြီးလို့ရှိရင်သူတို့ဟို တိုက်တိုက်မြင့်မြိုက်နေနိုင်ထိုင်နိုင်စားနိုင်ဖို့ကနောက်မှအရေးကြီးတဲ့နံပါတ်1ကတီလာရှိသောပုံကိုဖြစ်ဖို့ကအရေးကြီးပါတယ်ဒါကြောင့်မို့ကဘာလောကကြီးမှာသူတဘာကူရောပတ်ဝန်းကျင်ရောနော်တရိစံတွေရောတစ်ပင်တွေရောလူတွေရောမဖြက်စီးမဲ့မနှိပ်စက်မဲ့လူမမဖြစ်ဖို့အရေးကြီးပါတယ်เนาะ online တွေကိုပြောကြပါအဲ့တော့ online ပေါ့ကိုကလေးတွေဖုန်းတုံးနေရင်ဘာတုံးနေလဲ game ကစားတာများရင်လဲပိတ်ရမယ်အချိန်တွေပိတ်ရမယ်เนาะသူတို့ဆီကဖုန်းတွေတိမ့်ရမယ်ဒီနေ့ကိုတနာကြီးပဲပြည့်တယ်မယ်ဆိုတနာကြီးပဲចောင်းစားနဲ့ပတ်သက်ဆိုလို့ပြီးလို့ရှိရင် ကြံတာတွေ game ကစားတာတို့ရောက်ပြီးတော့အခုကလေးတွေကပေါ်နိုတွေเนาะညဉ့်ညမ်းတဲ့ video တွေလည်းကြည့်ကြတယ်เนาะအဲ့ဒါတွေကြည့်ပြီးအတုခိုးခြင်းကြတယ်လှုပ်ခြင်းကြတယ်အာတတ်ဖြတ်တဲ့ video တွေသူတို့ပဲသူတို့ပဲ ဟိုအဲ့လိုကလေးတွေဟာဟိုအဲ့လိုမျိုးတွေတေတာတွေတတ်တာတွေသူတို့ပဲရှာပြီးတော့နော်တချို့တွေဆို dark web ဆိုတာရှိသေးတယ်နိုင်ငံခြားမှာအဲ့လိုကလေးတငယ်နော်မဖွဲ့မရတွေလောက်တာတွေနှိပ်ဆက်တုံများအောင်နှိပ်ဆက်တာတွေအဲ့လို dark web တွေလည်းရှိတတ်တယ်အဲ့တော့ဒါတွေကအတားဆီးမရှိကလေးတွေဟာမြင်လာတယ်ဆိုမကာမှုမိဘတတိထားရမယ်နော် နော်ရုပ်ရှင်တွေဆိုလဲအခုဆိုဩတချို့တွေဆိုလဲရုပ်ရှင်တွေပေါ်လာတယ်ဗါလဲဟမင်းဟို 50 shades gray လို့ပါတော့အဲ့ဒါကာမေသူမိစ္ဆာပေါ့နော်လင်ကိစ္စနဲ့ပတ်သက်ပြီးတော့သူများဟိုထိကိုင်နေနာနှိပ်ဆက်ပြီးတော့မှသူတို့တွေကကျင်းတ်တဲ့လူမျိုးအဲ့လိုမျိုးတွေကိုရုပ်ရှင်တွေလွဲပြလာတယ်နော်အဲ့ဒါခါတော့နိုင်ငံခြားမှာသူတို့ကလေးတွေကအဲဒီကြိုက်ကြတယ်ဒါတောင်မှသူတို့တွေကရုပ်ရှင်တွေမှာ PG နော် parental guide 73နှစ်အောင်မကြည့်ရ78နှစ်အောင်မကြည့်ရအဲ့လိုမျိုးတွေရေးထားတာတောင်မှ ဲ့လိုတွေဖြစ်လာတယ်เนาะအဲ့ဒါတော့အရန်ကြောက်ရတယ်အရန်ကြောက်ရတယ်เนาะအဲ့ဒါတတိချာကြပါအဲ့ဒါပြောတာเนาะအဲ့တော့ဗုဒ္ဓဘာသာသင်ခန်းစာကျောင်းတိုင်းမှာသင်ကြပါကျမတို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံပါ ဘာသာရေးမဟုတ်ဘူးအရေးကြီးတယ်เนาะဗုဒ္ဓဘာသာဝိစာပညာရပ်ပါကိုအကြောင်းကိုသိရမယ်ကိုလောဘကိုသိရမယ်ကိုဒေါသကိုထိန်းရမယ်เนาะအဲ့ဒါဆိုငယ်ငယ်တုန်းဆိုလို့ရှိရင်เนาะဘာနာတိဘာသာအရိဏဒါနာကမိတုမိစ္ဆာစာရမုဒဝါဒသူရာမေရိယမြစ်မပမာရဒါနာဟုတ်တယ်မလားအဲ့ဒါဒီသင်ရတော့မယ်เนาะတခြားဘာသာတွေမှာလည်းเนาะအစ္စလာမ်ဆိုလည်းအရဲမတောက်ရဆိုတာပါတာပဲအဲ့လိုပေါ်ဒါကတော့သင်ရတော့မယ်เนาะအဲ့ဒါငယ်ငယ်ကလေးကအရင်သင် င်ပြီးလို့ရှိရင်ဦးเจ้าနေမှာပြိဆန်တွေကိုလည်းကျင်နာတတ်အောင်လူလူချင်းကျင်နာတနာတတ်အောင်ကိုကိုကိုလည်းနော်ဗုဒ္ဓဘာသာအရာကိုကိုကိုလည်းဒေါသများသလားလောဘများသလားနော်အဲ့ဒါကိုသိအောင်သူတို့အသင်ပေးရမယ်နင်းနဲ့အသက်ကြီးလာရင်နော်ဟို တရားမှတ်တာလေးတရားထိုင်တာလေးကျောင်းထဲမှာကိုခါတဲ့သင်ခန်းစာအနေနဲ့ moral education ထားကိုထားသင့်ပြီလို့ထင်ပါတယ်เนาะအဲ့ဒါပြောတာဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာအမြင်မတော်တာတွေဖြစ်နေလို့ပါเนาะဒီ၃နှစ်ကနေ၁၀နှစ်နှစ်ကအရန်အရေးကြီးတယ်အဲ့အချိန်မှာเนาะငါးပါးသီလเนาะဒါသင်ပေးရမယ်ဒါမှဟိုတရိစံဒီလဲချစ်တက်လူချင်းချင်းလဲချစ်တက်အောင်เนาะပြီးလို့ရှိရင်အဲ့တော့ကျောင်းထဲမှာ အပတ်စဉ်ပေါ့နော် meditation ပေါ့ mindfulness အားလုံးညီညီနေပြီးလို့ရှင်သက်လေးမမှန်ရှူအဲ့လိုမျိုးသင်ပေးရမယ်နော်ပြီးလို့ရှင် ပုံပြင်နေပြောရမယ်ကလေးတွေအချင်းချင်းပေါ့ပြီးလို့ရှင် community service project ပေါ့ပြီးလို့ရှင်ဘယ်မှာတော့ကူမယ်နော်ပရဟိတအလုပ်လေးတွေတော့လုပ်ကြမယ် moral education ပေါ့နော်ပြီးလို့ရှင် open communication ကိုဘယ်လိုဖြစ်နေလဲအချင်းချင်းလဲပြောရမယ်မိဘတွေကိုလည်းပြောရမယ်ဒါမှအော်ကို ဖြစ်နေတာသူလည်းဖြစ်တယ်အဲ့တော့အဲ့တယောက်နဲ့တယောက် empathy ဆိုတာနားလည်ရမယ်စာနာရမယ် self control ရှိရမယ်ကိုကိုကို thank good တက်ကိုစိတ်ကို thank good တက်ရမယ် respect for life เนาะအသက်ကိုအသက်ကိုเนาะလူအသက်ပဲဖြစ်ဖြစ်တိစ္ဆန်အသက်ဖြစ်ဖြစ်သစ်ပင်ပန်းပင်အသက်ပဲဖြစ်ဖြစ်လေးစားမှုရှိအောင်ကလေးငယ်စဉ်ဘဝအကြောင်းမှာစပြီးသင်ပေးပါเนาะရှစ်နှစ်ကနေ7နှစ်ဆိုလို့ရှိရင်အဲ့လို ပို့ပြီးသင်ရတယ်73နှစ်ကျော်ရင်ဒီ mindfulness เนาะ session နှစ်အထိอ่ะပေါ့เนาะ media literacy internet မှာဘလို့ idea တွေရှိတယ်ဘာဆိုမကြည့်နဲ့ပြောရမယ်ကိုကလေးတွေ game ကစားတာများရင်လည်းလုံးဝပြက်ပြက်တတ်တတ်ရက်ရက်တမ်းမယ်ကိုကိုနိုင်ကမိဘကိုနိုင်ကလည်းမစွဲရအောင်ဂိမ်းကစားတာတို့เนาะပေါ်နူကြည်တာတို့ဘာလို့မိဘကိုနိုင်ကလည်းကလေး ရှေ့မှာလှုပ်ကိုကိုကိုလည်းဆုံးမတာသမီကိုလည်းဆုံးမเนาะအဲ့ဒါပြောတာပါဗုဒ္ဓဘာသာလည်းတင်ကြပါကြောင်းတိုင်းမှာတင်စေခြင်းပါတယ်เนาะ moral ပါ နောက်ပြီးတော့ဒီ internet သုံးတာကိုလည်းအရန်ကြက်မှတ်ကြစေခြင်းပါတယ်မိဘတွေရောကျောင်းကဆရာတွေရောအဲ့ဒါလှုပ်ကြပါအရေးကြီးနေပါဘီ